တောင်းတူရေး channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီ grammar ကောင်းစဉ်ကတော့ရှိခေါတာကနိုင်ဆိုတဲ့အဓိပ္ပာယ်တက်ရောက်ပါတယ်အဲအဓိပ္ပာယ်တောင်းပြလို့ရှိခေါတာကနိုင်ဆိုတဲ့ grammar ဖြစ်ပါတယ်သူရဲ့အဓိပ္ပာယ်တွေကတော့ extremely ဆိုတာအရန်ဝယ်ပေါ့နော် very really ပေါ့နော်အတော်လေးအရန်ပေါ့နော်နောက်တစ်ခုကကြတော့ it can be half ဆိုတာကကြတော့ သူ့အနေပဲက saturation ပါအခြေအနေတစ်ခုပေါ့နော် x and a variety base graph ရှောင်းလဲလို့မရတော့အခြေအနေတစ်ခု mass b objective ဆိုလက်ကိုလက်ခံရမယ်နောက်တစ်ခုကကျတော့ recurve base graph ကတော့ဝန်းနေစရာကောင်းတဲ့အဖြစ်ပြက်ပေါ့နော်အဲ့လိုအခြေအနေမျိုးတွေမှာသုံးတယ်ဒီမှာလိုလဲအောက်မှာရေးပေးထားပါတယ်သူ့ရဲ့ grammar pattern တွေကကျတော့ e adjective နာ adjective နဲ့ဆက်ပြီးပါတယ် e adjective ဆိုရင် e ကိုဖြုတ်လိုက် ခုတည်းပေါင်းပြီးတော့နောက်ကရှိခါတာကနာယူတော့နောက်ကရှိခါတာကနာယူတဲ့ပေါ့နော်နာအကျိုးဆိုလို့ရှိရင်လည်းနာကိုဖြောက်ဒီပေါင်းရှိခါတာကနာယူတလိုက်ရပါပြီဒါမဲ့ back ဆိုရင်တည်းပေါင်းတည်းပြောင်းရှိခါတာကနာယူရဲ့ပုံစံမျိုးဖြစ်ပါတယ်ကဲဒါဆိုရင်သူ့ရဲ့အသေးလေးရှင်းနေတဲ့ဖြတ်ပြီးတော့တွားပြီးတော့ဆက်လက်ပြီးတော့ကြည့်ရှုမယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်ဒီအချက်တည်းနဲ့ ဘက်ပေါ့နော်အဲအထောက်ထပ်ပြီးအလေးပေးချက်ပြီးရှင်းပြမယ်ဆိုတော့ပြောကြတဲ့ grammar ပတ်တန်မှာဆိုရင် iterative ဆိုရင်ပါလေဒီကိုဖြုတ်ပြီးတော့ခုပြပေါင်းပြီးတော့ shika taka nai ပေါ့နော်ဟင်းနာအဲအမှဆိုရင်သူ့အတိတ်တွေကကြတော့ meaning ပေါ့နော်သူ့အတိတ်တွေက so အရန်ဝယ်ပေါ့နော်အဲကျွန်တော်ကြည့်လို့ဖြစ်တဲ့ thanks ဆိုတာဒါကြောင့်မျိုးဆိုနောက်ကနောက်ကဥမာထားတော့ i can't is what can't is what ကြောင့်သိ အတိမခံနိုင်တော့ပြောတာပေါ့နော်အရင်သဘောမကျအောင်အရင် hate ဆိုတာ dislike သဘောမကျတဲ့အခြေအနေမျိုးတွေမှာအသုံးပြုတာပေါ့နော် against တဲ့နေဆိုတာ extremely ဆိုနောက်တစ်ခုက extremely ဆိုအရင်ပေါ့နော်ဒီမှာသူ့ရဲ့ဥပမာတစ်ချက်ကိုကြည့်ကြည့်နောက်မှလည်းပဲမြန်မာလိုရှင်းလင်းချက်ကလေးတွေပုံနဲ့တော့ထည့်ပြထားတဲ့အတွက်ကြောင့်မလို့မြန်မာလိုကြည့်ကြည့်နေပဲနည်းနည်းလေးအရှိမမြန်မာလိုပုံလေးတွေထည့်ပေးထားပါတယ်အရှင်းပြပါပါဒါတော့ English လို့အဲကြည့်ကြည့်နေတူလေးကြည့်လို့ရအောင်ပေါ့နော်ဒီမှာ သူရဲ့ဥပမာကကြတော့ ਈ အကျေဆုံးဆုံး ਈ ကိုပါလေဖြုတ်တော့စာမှုဆိုစာမှု ਈ ဆိုရင် ਈ ကိုဖြုတ်ရစာမှုခုစေစိက္ခာတာဂနာဆိုရင်ကြတော့ x and pair evenly ခိုးစာလုံးဝဘယ် a လုံးနေမခံနိုင်တော့အောင်ပဲပေါ့နော်နောက်တစ်ခုကကြတော့ bad bad ဆိုရင်ကြတော့အတဲပေါင်လာတယ်ပေါ့နော်အဲ့တော့တဲပေါင်လာတဲ့စိက္ခာတာဂနာပေါ့နော်သူ့ရဲ့အတိတ်ကကြတော့စွန်တာအတိုင်းနဲ့ can have ဆိုတာလုံးဝတိမခံနိုင်ဘူး ခက်နေတာပြီးမခက်နိုင် extreme ကအရင်အလွန်အလွန်ပေါ့နော်မဟုတ်ဘူး re max ဆိုရခက်နေဘောနော်အဲ့ဒါ re max ဆို i time ကတွေ့ချင်းဒီအဲ့တော့အဲခုနခစ်ကတာကနိုင်ပေါင်းတော့ re time ဆိုခု e ကိုဖြောက်ပြီးတော့ခုတဲပေါင်းတော့ i တာခုတဲခစ်ကတာကနိုင်ဆို i can have the wanting to see ဘောနော် i can have လုံးဝ team ခံနိုင်တော့ တကယ်လုံးဝမရတော့ဘူးပေါ့နော် wanting to see တော့တွေ့ချင်းနေပြီအဲအရင်အရင်ဟိုပဲသူ့ရဲ့စိတ်ခံစားချက်ကိုပေါ်ပြတဲ့အခါမှာသုံးနေအရမ်းမလို့ဖြစ်တယ်ပေါ့နော်အဲနောက်တစ်ခုနောက်အခြေအနေကိုထပ်ပြီးတော့ဆက်လက်ပြီးကြည့်မယ်ပေါ့နော် ပဲတိတိကတော့နာအကျစ်စ်ဖြစ်တယ်ပေါ့နော်နာအကျစ်စ်ဆိုရင်စောနာပြောတာလေနာဆိုရင်ဘဲနာကိုပြောဒဲပေါင်းရှီကာတာကာနာကြီးပေါ့နော်သူ့ရဲ့ meaning အဓိပ္ပာယ်ကတော့လည်း extremely and very evilly ပေါ့နော်လုံးဝအရင်အရင်ဟုတ်ပဲပေါ့နော်တိကတ်မနိုင်ဒီမခံနိုင်လောက်အောင်ဖြစ်ပေါ့နော်သူ့မှာကြည့်ကြည့်မယ်ရှင်မနာဆိုအလည်းတော့ရှင်မနာကိုပြုတ်ပြီးတော့ဒဲပေါင်းတော့ရှင်မတဲ့ရှိကတာကနာဆိုတော့ I extremely more အရင်ဝင်ညီငွေနေပြင်းညီငွေနေ တုံးဟောက်မခံမရမ်းနိုင်လောက်အောင်ဒီနှင်းဝင်နေပြီပေါ့နော်ပြင်းလုံးနေပြီပေါ့အဲ့လိုအတိတ်ပဲတက်ရောက်တယ်ပေါ့နော်ရှ िख တာကနာကြီးတော့အဲ့သူကခွန်မောဆိုတာ over all minute ဆိုတာအတုံးများရဲ့အတုံးများရဲ့ပေါ့ခွန်မောဟောဆိုတာဒီအများဆုံးဘာသာပြန်လို့ရှိရဲ့ဟာလေးပေါ့နော်အမ there is no other way ဆိုအခြားသောနည်းလမ်းမရှိဘူးပေါ့နော် take them be help ဆိုတာစောင့်တာပြောထားတယ်။ situation ဆိုတာဘယ်လိုအခြေအနေမျိုးတွေမှာလဲ။လုံးဝ လက်ကိုလက်ခံရမယ့်အခြေအနေမျိုးပေါ့နော်ရွေးချယ်စရာမရှိတော့တဲ့အခါမျိုးစိတ်မကောင်းစရာပေါ့နော်အဲအဲ့လိုပုံစံမျိုးတွေမှာတုံးတုံးနေတဲ့နောက်ပြီးတော့ indicate strong feeling ကကိုယ့်ရဲ့ခံစားချက်ကအရင်ကပဲပြင်းထန်နေတော့မဟုတ် sensation ဆိုတာကလည်း you cannot control စိတ်ပိုင်းဆိုင်ရာ control လို့မရတဲ့အခြေအနေမျိုးတွေပါလေဒီ grammar ကိုအသုံးပြုရဲ့ အသုံးပြုတာဖြစ်ပါတယ်ပေါ့နော်။ဒါအဲဆိုရင်ထပ်ပြီးတော့ grammar ဒီစာပုံလေးတွေကိုဆက်ပြီးတော့ကြည့်ရှုလိုက်ကြရအောင်နော်။မြန်မာလိုလေးလည်းတော့မှတ်ခဲ့ပေးတာအတွက်တိတ်ကြည့်ပါနော်။မြန်မာလိုလည်းအဆင်ပြေမယ်။ ဒီဥပမာပေါ့နော်သူကဘာကိုတုံးထားလဲဆိုလို့ရှိရင်နာအကြည့်တွေကိုတုံးပြီးတော့ဒီချောက်ထားတဲ့ grammar ဖြစ်ပါတယ်သူအဓိပ္ပာယ်ကျတော့အလွန်အလွန်အရာပေါ့နော်အားတုံးရဒီဆောင်မယ်ဥပမာဆိုရင်ကြည့်မယ်အဲဒီကခုလုံးကဒီပေါ့နော်ခုလုံးဆိုတော့ password ခုလုံးဆိုတော့ online password ခုဆိုရှင် computer ဝါဆိုကပေါ့နော် computer ကတဲ့ဖုန်းဆိုတာကြတော့သူကဘယ်လိုထွက်လာလဲဆိုတော့အဆင်မပြေတော့ အသုံးမဝင်တော့ဘောနော် inconvenience or useless ဘောနော်အဆင်မပြေတော့အသုံးမဝင်တော့အဲ့တော့ကိုလိုဘူးလို့ဆိုဟောင်းမန်တော့ဒီဟောင်းမန်တော့ကိုလိုဆိုပါစုခွန်ဝကွန်ပျူတာက open နာဆိုနောက်ဆိုဒေဘောင် open တဲ့ရှီကာတာကနိုင်ခဆိုရင်ကြတော့ဒီမှာအရင်ဆိုတဲ့အတိတ်ပဲနဲ့ပါလာပြန်မယ်ပေါ့နော် open ဆိုတဲ့ရှီကာတာကနိုင်ဆိုအရင်အတုံးမဝင်တော့တောင်းရှင်း အရင်အသင်မပြီးတော့တဲ့ခါလာဆိုတာအတွက်ကြောင့်စွတ်တဲလူဆိုတာစွတ်တဲမဆိုတာလွန့်ပြစ်ပြီးအဲ့တော့စွတ်တဲလူဆိုတာလွန့်ပြစ်ပြီးပါတော့အဲ့တော့ကိုတူညီရှိမှသာဖြစ်လာတယ်စွတ်တဲလူကိုတူညီရှိမှသာလွန့်ပြစ်ဖို့အတွက်ဖြစ်လာတယ်အများဖြင့်လွန့်ပြစ်လိုက်တော့မယ်လို့ပြောတာပေါ့နော်အဲ့တော့ဒီကုမူရာကအရင်ဟောင်းနေအဲဒီကုမူရာကအရင်ဟောင်းဒီဟောင်းလောက်ကုမူရာကပေါ့နော်အဲ အတုံးမဝင်တော့အရင်အတုံးမဝင်တော့တဲ့အတွက်ကြောင့်အောင်ရှင်အရင်အရင်ကအဆင်မပြေတော့တဲ့အတွက်ကြောင့်လွန့်ပစ်ဖို့အတွက်ဖြစ်လာတယ်လွန့်ပစ်လိုက်တော့မယ်ပေါ့နော်အဲ့လိုအတိပဲတက်ရောက်တယ်ပေါ့နော်ဒီနောက်မှကျတော့ streaming ဆိုရဲအရင်အရင်အလုံးအလုံးဆိုရဲအတိပဲနေအားသာပြန်လိုက်တယ်ဟောအဲ့လိုအခြေအနေမျိုးမှာတုံးနေပေါ့နော်ကဲဒီမှာဆိုရင်တစ်ချက်ကြည့်မယ်ပေါ့နော်။ပြောလည်းပဲအရင်ရန်ကိုပဲပေါ့နော်။မခန့်နိုင်ရင်ဖြစ်နေရဲဆိုတော့ပုံနိုင်လို့နဲ့တောင်းမယ်ပေါ့နော်။ ဒီမှာဘန်ချောချူလာစာလေးနာနေစဉ်ပုံမစာသိနေစဉ်အချိန်တွင်တကယ်စာကြက်နေတော့မှာပေါ့နော်နေမူဆိုအိတ်ချင်တာအဲ့တော့ဤဥပ္ပေနေမူကုတဲရှိခတာကနိုင်ဒုကီဝါဆိုတော့အရင်ကျောင်းဆိုမကန်မြဲနိုင်တော့အိတ်ချင်နေပေါ့နော်လုံးဝမရတော့အိတ်ချင်နေတဲ့အချိန်မျိုးမှာတဲ့အမကိုကြီးခိုးကြီးကြတာပြည့်ပြည့်အလုံးဝပြည့်နေတာကွာအဲ့ဒါကိုပြောချစ်ခိုးကြီးကပြည့်နေနေတော့ဦးချဆိုလို့ရှိရင်じゃတော့ ဒီအိုးချောက်ပေါ့နော်အဲလက်ဖက်ရည်ဟိုရက်နှုံးမိုးတို့သာတောက်လိုက်မယ်ဆိုရင်ဤကအဆင်ပြေပါတယ်တ냐ပဲအချိန်ပြေးသွားလိမ့်မယ်ပေါ့နော်အဲကောင်းသွားမှာပါအဲအဲ့လိုပုံစံမျိုးနေပြောတဲ့ခါမှာအတော်ကြည့်တယ်ပေါ့နော်အမနှဲမိုးဆိုတာအချိန်နာနှဲမိုးခုတဲရှိကတာကနိုင်ကြပြီအရင်ရင်းတော့ပဲအချိန်နေတဲ့အခါမျိုးတွေမှာပေါ့နော်အဲအဲ့လိုပုံစံမျိုးနေတရားလည်းလုံးဝပြီးခံနိုင်လို့မရတော့ဘူးပေါ့နော်အချိန်နေအဲ့လိုပုံစံမျိုးတရားလည်းပေါ့နော်ကဲဒီမှာဆိုလည်းပဲ အဲတော့မဝယ်မရတော့အဲအဲ့လိုပဲအရင်ရန်ကိုပဲပေါ့နော်ဒီမှာကြည့်မယ်သူကဒီမှာပြောဖို့ကြံနေတဲ့တကူကရှောကနာယူတဲ့တုံးတယ်ပေါ့နော်ဒီမှာရှစ်ကတာကနာယူအပြင်ရှောကနာယူရဲ့အတူတူပဲတုံးလို့ရတယ်နှစ်မျိုးကြိုက်ရတုံးလို့ရတယ်ပေါ့နော်အတူတူပဲရှစ်ရဒီဖော်မူလာအတိုင်းပါတုံးလို့အဲ့တော့ဒီမှာကြည့်မယ်ဂိမ်းကစားဂိမ်းကားတဲ့ရှစ်တိုက်ကပြုတ်လို့ချင်တာဤကိုအဲ့တော့ပြုတ်လို့ချင်ပြီပေါ့နော်ကစားချင်ပြီအဲ့ရှစ်တိုက်ရှစ်အဲ့ဤကိုပြုတ်ပြီးတော့ ရှစ်သားရတော့အေးုပ်ဖြုတ်ပြီးရှစ်သားခုတဲရှော့ကန်တိုင်းတော့အရင်ရောင်းဝယ်ကစားကြည့်ပြီးပါအဲဘလုံးမှာတိခန့်နိုင်လို့မရတော့ဘူးเนาะအဲအဲ့လိုပုံစံမျိုးခါအတုံးပြရပါတော့အဲ I want to play video game ဆိုတာအင်းအရင်ဘုံကကစားကြည့်နေပြီးပါအဲ it can be hard ဆိုတော့လုံးဝမရတော့ဘလုံးမှာတိခန့်နိုင်ဆိုတာမရှိတော့ဘူးเนาะအဲအဲ့လိုပြောတဲ့အခါမှာလေအတုံးပြရပါတော့အဲဒီလောက်ဆိုရင်မနေ့လေးနားလိုက်ပါလို့ပြင်ပြီးမိရပါတော့အဲ နောက်လည်းဗီဒီယိုတွေအတက်တွေထပ်ပြီးတင်ဆက်ပေးမှာမျိုး channel လေးကို subscribe နဲ့ like လေးလုပ်ပြီးတော့ update သွားကြပါဦးခင်ဗျာအဲအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ download channel မှာ subscribe ဆက်တာလိုက်ပါလိမ့်ခင်ဗျာ